နိုင်ငံခြားလုံးမိလာပါကျွန်တော်ဒီနေ့မှဆိုရင်ထိုင်ဝမ်လာလည်ရင်မဖြစ်မနေသွားမယ်နေရာထဲမှာတခုဖြစ်ပြီးတော့ကျွန်တော်အကြိုက်ဆုံးနေရာလေးတခုဖြစ်တဲ့ကျိုဖန့်ဆိုတဲ့နေရာလေးကိုခေါ်သွားပါမယ်ဒီနေရာလေးကတောင်ပေါ်နေရာလေးဖြစ်ပြီးတော့ထိုင်ပေးရင်ပြီးတော့ကားစီးတဲ့အခါမှာဆိုရင်တနင်္လာလောက်ပဲစီးရပါတယ်ပြီးသွားရင်ဒီနေရာလေးမှာဈေးဟောင်းလေးရှိပြီးတော့အစားအစာအဆုံးရှိတယ်ပြီးသွားရင်ဒီရှုခင်းလေးတဲ့အရန်လှတာကြောင့်စိတ်အေးလက်အေးလေးနဲ့အပန်းသွားဖြူလို့ရတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ် တခုရှိတာကဒီနေရာတွေကတူရစ်တွေအများများတာကြောင့်ကျွန်တော်ကတော့ဒီပိတ်ရက်ကိုမသွားဘဲနဲ့ကြားရက်သွားတာအကောင်းဆုံးလို့မြင်ပါတယ်။ကျွန်တော်ဒီနေရာလေးကိုနှစ်ခေါက်သွားပူပါတယ်။ဒါကဒုတိယတစ်ချိန်သွားပြီးတော့ရိုက်ထားတဲ့ဗီဒီယိုလေးပါပထမတစ်ချိန်သွားပြီးတော့ရိုက်ထားတဲ့ဗီဒီယိုလေးကအခက်မတင်လို့ကျွန်တော်တီးဖြတ်လို့အဆင်မပြေပါဘူး။ဒီ711ဆိုတော့ဒီစိုင်းလေးဒီဘေးကလမ်းနေရာကြတော့ဒီကျိုဖန့်ဆိုတော့ Old Street လမ်းနေပါ ဒါကြတော့ဗာလဲဆိုတော့သူတို့ဈေးဟောင်းလေးလည်းဖြစ်ပါတယ်။ဈေးဟောင်းလေးဆိုတဲ့အတိုင်းကျွန်တော်တို့ညာဈေးတွေပုံစံမျိုးမဟုတ်ပဲနဲ့ဒီမီးဘုံညီလေးတွေကြောင့်ဒီနေရာလေးရတဲ့နာမည်ကြီးပါတယ်။အကောင်းဆုံးကကြတော့ညာဘက်သွားတာက ပို့ပြီးတော့လှပါတယ်။ကျွန်တော်ကဗစကားနဲ့ပဲသွားတာကြောင့်ညဘက်သွားတဲ့အခါမှာဗစကားမရမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်ခမန်းကြီးဒီနေ့လည်ကင်းတော့ကိုသွားပါဗါတယ်။စိုင်းနှန်းကတော်တော်လေးကိုရှည်ပါတယ်။ အတိကတွားတဲ့ခါမှာဒီနေရာမှာနမယ်ကြီးတဲ့ဒီငါအသားလုံးဆိုင်မှာဒီဆိုင်ကြီးကတော့နမယ်တော်တော်ကြီးပါတယ်အထဲမှာထမင်းရောင်းသလိုကျွန်တော်တို့ခောက်ဆွဲကြော်ကြဆန်းကြော်ပြီးတော့ဝတငါးလုံးနေဝတလုံးနေအစုံရောင်းပါတယ်ပုံစံလူဆိုင်လေးတွေကတော့ဒီမှာတော်တော်လေးများပါတယ်ဒါပေမဲ့နမယ်ကြီးဆိုင်လေးတွေလည်းများပါတယ်ကျွန်တော်ဒီနေ့သွားစားခဲ့တဲ့ဆိုင်လေးတွေကတော့နာမည်ကြီးတဲ့ဆိုင်ထဲမှာပါပါတယ်။ဒီကရန်နဲ့ရတယ်။ဒီကရန်ဆိုတဲ့ဒီနေ့ဆစ မောအရာဤပန်းကကျွန်တော်မှားတာအရာကြတော့ဒီခောက်ဆွဲပါ ခောက်ဆွဲကိုသူကအသားအငံလေးရယ်စီချက်လေးရယ်ထည့်ပြီးတော့ဒီတိုင်းပေးထားပါဗျပြီးတော့ရင်ဒီထဲမှာကျွန်တော်တို့ငရုတ်စီလေးထည့်ပြီးတော့စားလို့ရပါတယ်ဒီဆိုင်ရဲ့အဓိက signature ဖြစ်တာကြတော့ဒီငါးလုံးနေအသားလုံးနေပါဒီခောက်ဆွဲလေးကလည်းမြန်မာပြည်ရဲ့စီချက်အရသာနဲ့တိတ်ပြီးတော့မတူပေမဲ့ တော်တော်လေးစားကောင်းတဲ့နေရာမှာပါပါတယ်။သူကအချို့အငံရတာလေးကြောင့်ပါ။ငဆုံလုံးတွေကသူကငဆုံလုံးပါလေ၊ဝတာလုံးပါလေ၊ကင်းမုံလုံးပါပါတယ်။သူတို့က handmade လုံးလားဒါမှမဟုတ် ready made လုံးလားဆိုတော့ကျွန်တော်တိတ်ပြီးတော့မခွဲတတ်ပါဘူး။ဒါပေမဲ့ဒီအထဲမှာကိုက်လိုက်တဲ့အခါမှာဆိုရင်အထဲမှာကြတော့ဒီအသားစာတွတ်ထားပါတယ်။ဒီရားကြတော့စားလို့ကောင်းနေတယ်မှာပါပါတယ်။ ဒီဇိုင်းတွေကအရသာကောင်းတဲ့တယ်မှာပါပါတယ်အချို့မို့အရသာတွေများတယ်လို့ခန်းစားရပါတယ်ဒီလမ်းကရှည်တာဖြစ်ပြီးတော့အကြိလူကြီးမိဘတွေပါတယ်ဆိုရင်တော့အပေါ်ဖားသွားခြင်းနဲ့ဆိုရင်ခုနကကျွန်တော်ပြရတယ်711မဝင်ခင်မှာအိမ်နာတစ်ခုရှိပါတယ်အဲ့မှာတခါတဲ့အိမ်နာသွားထားပြီးတော့ရှောက်တာပိုအဆင်ပြေပါမယ်ဘာဖြစ်လဲဆိုတော့ဒီကြားထဲမှာအိမ်နာတွေရှိပြင်မဲ့ရှားတာနည်းနည်းခတ်ပါတယ် ဒီနေရာလေးကိုကျွန်တော်ဘာကြောင့်ကြိုက်လဲဆိုတော့ကျွန်တော်ရောက်သွားတဲ့အခါမှာကျွန်တော်စိတ်ထဲမှာကြိုက်ထီးရိုးဒီလိုမျိုးတောင်ပေါ်လမ်းလေးရာဆိုင်လေးနေတူပါတယ်အဲ့အငွေတက်လဲပေးပါတယ်ဇာတူဦးအေးစင်စင်နေရပြီးသွားရင်ဘေးနားကဆိုင်ရလူတွေကတစ်ခါကြိုက်လမ်းပြီးတော့ခေါ်ပြီးတော့ရောင်းနေတာလေးရာကျွန်တော်တို့ကြိုက်ထီးရိုးတွားတဲ့ feeling မျိုးရပါတယ်တူရစ်စီကတော့တကယ်ကိုများပါတယ်နိုင်ငံစုံဘာသာစကားတွေကိုလည်းကြားပါဖြစ်ပါတယ် ဘယ်စတိုင်းဖန်ဆာပိုင်းပိုင်းနဲ့အဲ့မှာဒီအန်တီတွေဒီလိုမျိုးကောင်းချင်းတွေကိုလုံလုံပြီးတော့ထုတ်နေတဲ့ဆိုင်တွေတခုတွေ့ရပါလိမ့်မယ်လူကအရှိကြီးပါကျွန်တော်ပိတ်ရက်တစ်ခေါက်သွားတော့တန်းအရှိကြီးစီရပါတယ်ဘာတွေရောင်းလဲဆိုတော့ကျွန်တော်တို့ဒီကောင်းချင်းမုတ်တွေရောင်းပါတယ်ဒါကကျွန်တော်ပထမဆုံးတစ်ခေါက်သွားတာတော့ကင်မရာက Sony သုံးထားတဲ့အတွက်တုံနေပါတယ်အဲအားကြောင့်ခြိုက်ကတော့တိတ်ပြီးအဆင်မပြေပါဘူး ဒါကြတော့ကောင်းကြီးရဲ့ပိန်းဥရဲ့ကိုအငံလုတ်ပြီးတော့စုပ်ပြီးတော့ပေါင်းထားတာပါဒီတခုကကြတော့ကောင်းကြီးထဲမှာပဲနီလေးထည့်ထားတာပါအီအီလေးနဲ့တော်တော်လေးစားကောင်းပါတယ်ဝေစီယာရီကများပေမဲ့ဒီ tourist area ဖြစ်တာကြောင့်ထုံးစံတိုင်းဈေးကတော့ပေါ်တဲ့နေရာမှာတော့မပါပါဘူးလမ်းကိုအဆုံးရောက်သွားတဲ့အခါမှာဆိုရင်လုံးဝရင်သက်ရှုမော်တဲ့ဒီတောင်မော်ရှုခင်းတွေကိုမြင်ရမှာဖြစ်ပါတယ် ဒီနေရာမှာဓာတ်ပုံရိုက်တဲ့လူတွေအများများသလိုဒီတောင်ပတ်လမ်းမှာတွင် coffee ဆိုင်လေးတွေတော်တော်လေးများပါတယ်ဒီနေရာကိုဘယ်လိုသွားရမလဲဆိုတာလေးကိုလည်းကျွန်တော်ထုံးစံအတိုင်းဗီဒီယိုရဲ့နောက်ဆုံးမှာဒီသွားပုံသွားနေဗီဒီယိုလေးကို link ချထားပေးထားပါမယ်။ ထိုင်ဝမ်ကကျွန်းနိုင်ငံလေးဖြစ်ပေမဲ့ယခုလိုမျိုးတောင်နေနောက်ပြီးတော့ကန်နေရေပြင်တွေကတော်တော်လေးကိုများပါတယ်ဒီတောင်ပေါ်မှာစောက်ထားတဲ့အိမ်လေးတွေရတယ်အများကြီးပါဒီရှူကင်းဟာအိမ်ဘယ်ဘက်မှာဆိုရင်လည်းစိုင်တန်းလေးတွေရှိပါတယ်ဒီစိုင်တန်းလေးတွေမှာကျွန်တော်တဘောကြတာကြတော့ကျွန်တော်တို့ကြိုက်တီယိုဖျားသွားရင်ဒီလိုမျိုးလမ်းမှာနတပြူလေးတွေရောင်းတို့လိုမျိုးသူတို့ကလည်းဒီတစ်သားအမွှေးတွေပါတယ်ဒီတစ်သားဒုံလေးတွေရောင်းပါတယ် ကျွန်တော်စိတ်ထင်တော့နှစ်တက်ဖြူတဲ့ပါမယ်ထင်ပါတယ်ဒီနာဖျက်လျှောက်လဲခါမှဆိုရင်ဒီတစ်တမြင့်တူရဲ့မှွှေမှွှေးလေးအနံ့နေရပါတယ်ကျွန်တော်တော့တိတ်ပြီးတော့တော့မခေါ်တတ်ပါဘူးဒါကြောင့်ဒီညာလေးသွားတဲ့ခါမှဆိုရင်တကယ်ကိုကိုယ်နိုင်ငံပြန်ရောက်သွားတဲ့ခံစားမှုမျိုးပေးပါတယ်ဟိုဘက်တောက်လျှောက်သွားလိုက်ရင်တော့ coffee sign တွေတော်တော်လေးများများရှိပါတယ်အကယ်၍ကိုက coffee လေးတောက်ပြီးတော့တောင်လေးကို ရှုခင်းလေးကိုကြည့်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဒီတောက်လျှောက်ကကြတော့လုံးဝကော်ဖီဆိုင်နေကြီးပါပဲ ဒီနေရာမှာည8:00တဲကိုရတဲ့ဟိုတယ်လေးကြီးလည်းတော်တော်များများရှိပါတယ်။အကယ်၍ဒီထိုက်ပေမှာနေရတာညီးငွေတယ်ဆိုရင်တော့ဒီနေရာမှာတညလောက်တဲပြီးတော့ဒီတောင်ပေါ်ရဲ့အငွေတက်ကိုအပြည့်ဝခန်းစားရမှာဖြစ်ပါတယ်။တောင်တောင်ပေါ်မှာစောက်ထားတဲ့အိမ်ပုလေးတွေရဲ့နောက်တစ်ခုကကြတော့အိုးဝေးမှာမြင်ရတဲ့ရေပြင်ကျဲကြီးနဲ့တိမ်တွေ တစ်ပင်စိမ့်စိမ့်နေနောက်တစ်ခုကကြတော့လေကောင်းလေတန်လေကြတာကြောင့်စိတ်တရောလူရောလုံးဝဟိုအပန်းပြေစီမှာတည်ကြပါဗျပြီးသွားရင်ချစ်စရာကောင်းတဲ့ဆိုင်လေးတွေကလည်းအများကြီးပါဒီညလေးမှာလာပြီးတော့စာရေးတာပဲဖြစ်ဖြစ်ကော်ဖီလာတောက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီလိုမျိုးဆိုင်လေးတွေကိုဒီဇိုင်းဝင်ဒီဇိုင်းထွက် ချစ်စရာကောင်းတဲ့ပစ္စည်းတွေကြီးတာပဲဖြစ်ဖြစ်တကယ်ကိုအပန်းဖြေလို့ကောင်းတဲ့နေရာလေးပါနောက်တစ်ခုကတော့ကျွန်တော်သွားစားတာကတော့ပိန်ဥရေကစုံဥရေခဲချစ်ပါဒီအချိုပွဲကတော့ထိုင်ဝမ်နိုင်ငံရဲ့နာမည်ကြီးတဲ့အချိုပွဲတစ်ခုမှပါပါတယ်ညာစည်းတိုင်းမှာရပါတယ်ဒါပေမဲ့ဒီမှာတစ်ခုကကြတော့သူကကြတော့ပေပေါင်းဆုံး ထည့်ထားပါဗျ။ဒီအခုဒီကစုံဥလုံးတာကူလုံးလုပ်ပုံလုံးမျိုးကိုလည်းကျွန်တော်ဗီဒီယိုနဲ့ကျွန်တော်လုပ်ပြပူပါဗျ။ဒီမှာကပေးပေါင်းဆောင်ဖြစ်တဲ့အတွက်စားတဲ့အခါမှာပုံမှန်ဆိုင်နေတဲ့ဆိုင်နည်းနည်းလေးထူကြပါဗျ။ပေးရတာကြတော့ထုံးစံတိုင်းပေးနေလေပြီးသွားရင်ပေးစိမ့်ပါမယ်။တောက်တခြားပေးတွေပါမယ်။အားလုံးကိုထည့်ပြီးတော့ရေခဲချစ်ပုံစံမှာဒီဆိုင်ကမဖြစ်မနေသွားမယ်ဆိုမှဘာကြောင့်ပါတယ်ဆိုတော့ကျွန်တော်ပြောပြပါမယ်။ အခုလိုမျိုးတကယ်ကိုလှတဲ့ရှုခင်းကိုကြည့်ပြီးတော့ထိုင်စားလို့ရပါတယ်။တခုရှိရတာကြတော့နေရာလုပြီးတော့စားရပါတယ်။ဒီတပွဲကကြတော့ကျွန်တော်တို့ညာဈေးတွေမှာရောင်းနေဈေးနဲ့တူတူပါပဲ။ကျွန်တော်ယူတဲ့နေရာကတိုက်အမိုးတွေမြင်ရတဲ့အခါမှာရှုခင်းကတိတ်မလှအောင်ဖြစ်နေပါတယ်။ ီကစုံလုံပိန်းလုံနေကအေးနဲ့အကြိုက်ဆိုရင်တော့မာသားတပါတယ်ဒါကြောင့်ကျွန်တော်တို့ရေခဲထဲမှာအကြိုက်မစိမ့်ပဲနဲ့ချက်ချင်းစတာပို့ပြီးတော့ကောင်းပါတယ်အေးအေးချိုချိုလေးဖြစ်တာကြောင့်စိတ်ကိုပါပို့ပြီးတော့လမ်းစီမှာထိကြပါတယ်နောက်တစ်ခုရှိတာကဒီလိုဆိုင်ကြီးတွေမှာအိမ်နာရှိတာကြောင့်အိမ်နာအပေါ်ပါသွားတက်တဲ့တွေရကြတော့ဒီဆိုင်လေးမှာသွားပါတီကားတွေကမတ်တဲ့အတွက်ကြောင့်ဆင်းတဲ့အခါမှာတတိထားပါ အခုကျွန်တော်သွားမယ့်နေရာတွေကကြတော့ဂျပန်နာမည်ကြီးတဲ့ဒီရုပ်ပြကာတွန်းတွေမှာပါတယ်အဆောက်အဦးနဲ့တူတဲ့နေရာတွေပါဒီအဆောက်အဦးကကြတော့ဒူဝါဒီမှာဆိုရင်လက်ဖေးဆိုင်မှာဒါကတော်တော်လေးနာမည်ကြီးပါတယ်ရှိသမျှ tourist တွေအကုန်လုံးကဒီကြိုဖက်လာရင်ဒီနေရာကအဓိကမှာတပုံသွားရိုက်ကြတာပါဒီညာသွားတဲ့လမ်းလေးဟာတော်တော်လေးကျင်းပါတယ်ပြီးတော့မတ်ဆောက်တာကြောင့်ကျွန်တော်တို့သွားတဲ့အခါမှာဖြည်းဖြည်းလျှောက်ပါပါအခုကျွန်တော် ြတဲ့တိုက်ပါအကုန်လုံးကဒီတိုက်ကြီးနဲ့ဓာတ်ပုံကြိုက်နေကြပါတယ်အပြင်မှာမြင်ရတဲ့ခါမှဝေါဆိုပြီးတော့ဖြစ်သွားစေတာတော့အမှန်ပါပဲဒီထဲမှာကြတော့ဘာရောင်းလဲဆိုတော့ကျွန်တော်တို့တရုတ်လက်ဖက်ရည်တွေရဲ့နောက်တရုတ်အချိုပွဲလေးတွေရောင်းပါတယ်အထဲမှာဝင်ပြီးတော့တောက်တောက်လေးရပါတယ်တေချာတာကတော့လူကြိတ်ကြိတ်တူတာရဲ့နေ့ချက်ကကြတော့လူများမှာပဲဒီမုတ်အချိုတွေရဲ့နောက်ပြီးတော့လက်ဖက်ရည်တွေမျှပြီးတော့စားလို့ရတာကြောင့်တယောက်တည်းသွားရင်တော့အဆင်မပြေပါဘူး အောက်ဘက်ကိုထပ်ဆင်လာတယ်ဆိုရင်တော့သူတို့ပြတိုက်တစ်ခုလေးရှိပါသေးတယ်ပြောမယ်ဆိုရင်ဒီဂျိုဖန့်ဆိုတဲ့နေရာကတော်တော်လေးကိုကြီးပြီးတော့ဒီသွားစရာနေရာကများပါတယ်ဒါကြောင့်လမ်းလျှောက်ကလည်းတော်တော်လေးကိုများပါတယ်ဒီလမ်းကျိုလမ်းကြားတောင်ကျိုတောင်ကြားလေးတွေကကျွန်တော်တို့ကြိုက်တီယိုကဒီလမ်းကြားလေးနဲ့တော်တော်လေးကိုဆင်ပါတယ်တူရစ်တွေအများများလာကြောင်းနည်းနည်းလေးတော့စိတ်အနှောက်အယှက်ဖြစ်တယ်လို့ခံစားရပါတယ် ဗီဒီယိုကအရန်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဗီဒီယိုထဲမှာဘလို့သွားပုံသွားနေတွေကိုမပြောပြထားပါဘူးနောက်တစ်ခုကကြတော့ကျွန်တော်ဒီဗီဒီယိုထဲမှာသွားခဲ့တဲ့အဆိုင်လေးတွေရဲ့ဒီ Google Map တွေကိုလည်းကျွန်တော် description မှာထည့်ပေးထားပါမယ်ဒီ Google Map တွေကိုနှိပ်ပြီးတော့အတိုင်းသွားလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပဲတင်ငင်ညာလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်တင်ငင်ညာလုံးကျမ်းမာပျော်ရှင်ကြပါစေ bye bye